မင်္ဂလာပါရှင်မက်ရှလာ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းဖမ်းဝင်ရရှိထားတဲ့ကျွန်တော်တို့တိမ်မောင်းကြည့်မယ်ဆိုရင်တော့ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတရင်တန်းတဲ့ကနေတိတ်ထွန်းနေပြီးတော့ကျန်မင်္ဂလာပင်လယ်အော်မှာတော့တိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြမပင်လယ်ပြင်ခန့်မှန်းချက်တွေကတော့မြမကေရန်ရှောင်းနဲ့တလုံးပင်လယ်ပြင်တို့မှာလှိုင်းနေရတယ်လှိုင်းတန်းတဲ့ရှိနေပါတယ်လှိုင်းမြင့်နေရတော့၄ပေရတဲ့၆ပေလောက်မြင့်တက်နေပါတယ် ဝရတနိုင်မှုခံမှန်းချက်တွေကတော့စကိုင်းတိုင်းထက်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထချော်လာနိုင်ပါတယ်။ပဲခူးတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တိုင်းရနိုင်ပြီးတော့ကြမ်းပြည်နယ်နဲ့တိုင်းနယ်မှာတော့တိမ်သည်သည်ဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။နေပူချိန်ခံမှန်းချက်တွေကတော့အမြင့်ဆုံးအမှုချိန်တွေအနေနဲ့မကွေးတိုင်းမှာ38ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ထိမြင့်တက်နိုင်ပါတယ်။ဆက်လက်ပြီးတော့ပြည်နယ်နဲ့တိုင်းနယ်မြို့တော်ကြီးတွေမိုးလေဝသခံမှန်းချက်တွေကိုလည်းတင်ဆက်ပေးကောင်းမှာဖြစ်ပါတယ်ရှင်။